ို့ရှိတက်ကုံတဲ့ဦးဝင်းအောင်ကစစ်ကောင်စီတရင်ပေးဖြစ်တဲ့အတွက်လေးလကျော်ကြာမြင့်တဲ့အထိသူ့ကိုထိမ့်သိမ်းထားဆဲဖြစ်တယ်လို့အာရခတတ်တော် AA ရဲ့ပြောရေးဆိုခွင့်ရဥခိုင်တုခကမျက်စိမှကိုပြောပါတယ်။ဦးဝင်းအောင်ဟာဆိုရင်စစ်ကောင်စီအမ်းမျိုးကိုစိုးမိုးခဲ့စဉ်ကစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့စာရဖားတွေအတွက်နှစ်ပေါင်းများစွာတရင်ပေးလုပ်ခဲ့တဲ့အပြင်တခြားမတရားမှုတွေလုပ်ခဲ့တယ်လို့ဥခိုင်တုခကအခုလိုပြောပါတယ်။ အော်ဟုတ်ကဲ့ဒီဥဝင်းအောင်ကိုကျွန်တော်တို့အာရခတ်တတော်ကဒီထိမ့်သိမ့်စစ်စစ်နေတာမှန်ပါတယ်ဗျ။ဟိုသူကဒီစစ်ကောင်စီလက်ထက်မှာစာရဖတ်တွေအတွက်ဟိုနှစ်ပေါင်းများစွာတရင်ပေးလုပ်ခဲ့တဲ့သူဖြစ်တယ်။ဟိုဒီအတွက်လည်းပဲဟိုကျွန်တော်တို့အထောက်အထားအခိုင်အမာရရှိထားပြီးဖြစ်တယ်။ဟိုသူဟာစာရဖတ်အရာရှိတွေနဲ့ပေါင်းပြီးတော့ဒီတိတ်ခိုးထုတ်တာ ဒီအပြစ်မဲ့ပြည်သူတွေကိုစာရဖာနဲ့ပေါင်းပြီးတော့ဟိုမတရားဖမ်းဆီးနှိပ်စက်အနိုင်ကျင့်ငွေညှစ်တာနော်ဒီလိုမတရားမှုတွေကိုတောက်လျှောက်လုပ်ခဲ့တဲ့သူဖြစ်တယ်။ဟိုသူ့အကြောင်းဒီအပြစ်မဲ့ပြည်သူတွေအများကြီးဟိုဒုက္ခရောက်ခဲ့ကြရတာရှိတယ်။ဟိုဒါကြောင့်သူ့ကိုဟိုလုံခြုံရေးအရာကျွန်တော်တို့ထိန်းသိမ်းထားရတာဖြစ်တယ်။ပြီးခဲ့တဲ့2025ခုနှစ်ဇန်နဝါရီလ6ရက်နေ့ကအမ်းမြို့နယ်ညောင်ချောင်းကျေးရွာနေတိလုပ်ငန်းရှင်ဦးဝင်းအောင်နဲ့ သူ့ရဲ့အသီးတစ်ယောက်ကိုဖမ်းဆီးပြီးတဲ့နောက်သူ့သားနှစ်ဦးပါဝင်လူလေးယောက်ကိုတော့ဇန်နဝါရီလ9ရက်နေ့မှာဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ဦးဝင်းအောင်နဲ့အသည့်ဖြစ်သူကိုနေမျိုးဝင်းတို့ကိုတော့ဘယ်နေရာကိုဖမ်းဆီးခေါ်ဆောင်သွားလဲဆိုတာအသိပေးတာမရှိဘူးလို့မိသားစုဝင်တဦးကမျိုးစိမကို အသိပေးစာ ပေးပို့ခဲ့ပါတယ်။အဲ့ဒီအပေါ်အာရခတက်တော် AA ကမျိုးစိမရဲ့မေးမြန်းမှုအပေါ်တုံ့ပြန်ဖြေရှင်းတာဖြစ်ပါတယ်။ ဥဝင်းအောင်ရဲ့သားကိုတော့ဓာတ်ထောက်အနိုင်ကျင့်လူရက်တဲ့တီးခြားမှုဖြစ်စဉ်တစ်ခုအတွက်တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနကထိမ့်သိမ်းစစ်ဆေးနေတာဖြစ်တယ်လို့ဥခိုင်တူခါကဆိုပါတယ်။ဥဝင်းအောင်အနေနဲ့စစ်အာဏာမသိမ်းခင်ကသာတိလုပ်ငန်းတွေကိုစစ်တပ်နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့ပေမဲ့အာဏာသိမ်းပြီးတဲ့နောက်မှာတော့စစ်တပ်နဲ့ပူးပေါင်းသတင်းပေးတာမျိုးမရှိဘူးလို့ဥဝင်းအောင်နဲ့နီးစပ်သူတဦးကညင်းဆိုပါတယ်။အော်သူကစစ်ကောင်ကလည်းအဲ့လိုပြောတယ်စစ်တင်လုပ်ခဲ့တာတော့မှန်တယ်ဒါတော့ဟုတ်တယ်ဒါပေမဲ့ ဒီပေါ်လာတဲ့အချိန်မှာကျတော့သူကတော့ဟိုအဲ့လိုအဲ့လိုလောက်တာတော့မရှိတော့ဘူးအဲဆက်လောက်တာလည်းမရှိဘူးဒီတိုင်းပဲနေတယ်ဒီအဲ့လိုဖြစ်စီဖြစ်လာတဲ့အချိန်ကသူ့ကိုအဲတားထောက်ပြီးတော့အဲ့လိုလောက်တဲ့အချိန်မှာဥရောင်းလည်းပါတယ်ဆိုတော့အဲ့လိုဖတ်ထားလိုက်တယ်ဟိုစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့အတင်းပြေလောက်သွားတယ်ဆိုတော့တိုင်တန်းရှင်ကပေါ်လာတယ်လိုအပ်တဲ့စစ်ဆင်မှုတွေအလုံးပြီးသွားရင်တော့ဒီတရားဥပဒေလုံးထုံးလုံးကြီးတွေအတိုင်းဟိုဆက်လက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်တယ်ဗျ။ ။ဦးဝင်းအောင်ရဲ့မိသားစုဝင်တဦးရဲ့အဆိုအရဦးဝင်းအောင်ရဲ့သားနှစ်ယောက်နဲ့ဆွေမျိုးတော်ဆက်သူအပါအဝင်စုစုပေါင်း၄ယောက်ကိုတော့တက်တောင်ရဲစခန်းမှာခြုံနောက်ထားပြီးလက်ရှိ၄လကျော်ကြာမြင့်တဲ့အထိမြို့နယ်တရားရုံးမှာရမန်မယူတဲ့အပြင်တရားစွဲဆိုတာမျိုးမရှိသေးဘူးလို့ဤဆက်သူတွေစီကနေသိရပါဗျ။အာရခတ်တက်တော် ULAAA အနေနဲ့မတရားဖမ်းဆီးတာမျိုးမရှိပဲပြစ်မှုကျူးလွန်သူမှန်သမျှကိုတော့ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့အညီဖမ်းဆီးစစ်ဆေးတရားစွဲတင်ပြီး ပြစ်မှုထင်ရှားရင်တော့ပြစ်မှုနဲ့ထိုက်တန်မျှတာတယ်အပြစ်ဒဏ်ပေးတာတွေလုံနေတာဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့ AA အနေနဲ့တရားစီရင်ရေးစနစ်နဲ့ပတ်သက်ပြီးဖွဲ့စည်းပုံအခြေခံဥပဒေအရတရားရုံးတည်ထောင်ထားကြောင်းနဲ့တရားရုံးတွေကစီရင်ပိုင်ခွင့်အာဏာကိုဘယ်လိုကျင့်သုံးမယ်ဆိုတဲ့ဥပဒေတွေကိုတော့အများပြည်သူရှေ့တရားဝင်ချပြထားတာမျိုးမရှိသေးပါဘူး Blood of India ရေးဆက်လက်ကြည့် ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပြင်ချက်ဖြင့်ပုံနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။